်မင်္ဂလာပါဒီနေ့မှာတော့မြန်မာနိုင်ငံရဲ့ထင်ရှားကျော်ကြားတဲ့သာသနာပြုပုဂ္ဂိုလ်ကမ္ဘာတနီးပြဆရာတော်ကြီးဖြစ်တဲ့ဆွန်လွန်ဆရာတော်ပြားကြီးအကြောင်းကို တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဆရာတော်ရဲ့ဘဝစကြောဟာနာမည်ကြီးသားဖြစ်ပေမဲ့လက်ဆိုင်တဲ့ဘဝနေထိုင်ပုံဘာသာရေးပေါ်တပ်ဝင်ယုံကြည်မှုမဟာသတိပဋ္ဌာန်တရားတော်ကိုလက်တွေ့ကျကျကျင့်ကြံတော်မူပုံတွေကတော့လေးလျာစရာတွေများစွာရှိနေပါတယ်တရားရီဟာယုတ်နဲ့နန်းဆိုတဲ့ခန္ဓာနှစ်ပါးနဲ့ ဖြစ်စီမှုကြောင့်ဘဝတဏှာဆိုတဲ့ဝေကေရတဲ့မှာအဆုံးမသက်ပင်လေးပင်နေကြပါတယ်။ဒီဝေကေကနေအမြန်ဆုံးလွတ်မြောက်ဖို့အတွက်ဘောပေါင်းရစွာတဲ့ကတဏှာအတွက်ရိခါတွေကိုအကျိုးစားဆူဆောင်းခဲ့တဲ့မြို့သားတူရှိခဲ့ပါတယ်။ဆရာတော်ဘုရားလောင်းလျာဟာအခုလက်ရှိဗရကဘာမှာပွင့်တော်မူခဲ့တဲ့ကတ္တဘဘုရားရှင်လက်ထက်တော်မှာခြေသာချက်တွေတကောင်ဖြစ်မွေးဖွားခဲ့ပါတယ်။ဒီနေ့မှာတော့ကတ္တဘဘုရားရှင်ကိုဖွင့်မြင်လိုက်တဲ့အခါမှာလိမ့်ဆန်တကောင်ဖြစ်နေပြီမြဲ။ ်ပါရမီတက်ခံရှိတဲ့အတွက်ဘုရားရှင်ရဲ့ဂုဏ်တော်ကိုအာရုံပြုမိပြီးတော့တည်တည်ဆွန်းကိုလူတန်းခဲ့ပါတယ်။ဘုရားရှင်ကလည်းဒီကောင်းမှုကုသိုလ်ကြောင့်လူရာဆုတောင်းမှာမိတော်မူခဲ့ပါတယ်။အဲ့ဒီခြေသားလေးဟာတည်လုံပြီးတဲ့အခါမှာကာမတုပ္ပိပုံခုနှစ်ပုံမှာစီစဉ်ချမ်းသာတွေကိုခံစားခဲ့ရပြီးလူပြည်ကိုရောက်တဲ့အခါမှာတော့တက္ကသိုလ်ပြည်ကနာမည်ကြီးဆေးဆရာကြီးတို့ဖြစ်ခဲ့ပြန်ပါတယ်။အဲ့ဒီဘဝကနေတော့တန်ရာကိုဆက်လက်လက်ပတ်ခဲ့ပြီးဂေါရမဘုရားရှင်ရဲ့သာသနာတော်အတွင်းမှာ သုမနာပုံမိတထုံမီက မနုဟာမင်းကြီးရဲ့ကိုဝေရာဖြစ်တဲ့ဘာမဲ့ဆရာတော်အဖြစ် ဖြစ်ခဲ့ပြန်ပါတယ်။နောက်ထပ်ဘဝတစ်ခုမှာတော့မြမပြည့်ထက်ပိုင်းမင်းချံမြို့နာကစွန်းလုံးရွာမှာ ခမီးတော်ဥတ္တမေတော်ဒေါက်တုတ်တို့ရဲ့ဝမ်းမှာပြိတ္တိတဲခဲ့ပါတယ်။မွေးဖွားချိန်မှာပဲခမီးတော်ဥတ္တဟာထူးခြားတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်။အိမ်မက်ထဲမှာအမျိုးသားတစ်ယောက်ကကျွန်တော်ကိုခမရိုးရဲ့အိမ်မှာနေဖွင့်ပြုပါလို့တောင်းပန်လာတယ်။ထူးခြားတဲ့အမျိုးသားတစ်ဦးကို အင်ရှင်ဥတ္တန်ကရင်းပယ်နေခဲ့ပေမဲ့နောက်ဆုံးမှာတော့လက်ခံလိုက်ရတယ်မပါပဲဒီလိုနဲ့သာသနာတော်တက္ကရာ2412ခုနှစ်ဂောဇာတက္ကရာ1236ခုနှစ်တပေါင်းလာမှာထူးခြားတဲ့ရုပ်ရည်နဲ့တာယနာတစ်ပါးကိုဖွားမြင်ခဲ့ပြီးနမိတ်ကောင်းတွေကြောင့်မောင်းကြော်တင်မိပေးခဲ့ပါတယ်ဥတ္တန်နဲ့ဒေါတုတို့မှာသာသမီ3ယောက်ရှိခဲ့ပြီးမောင်းကြော်တင်ဟာဒုတိယတာယနာဖြစ်ပါတယ်မောင်ကျော်ရင်ဟာငယ်စဉ်ကစာပေတင်ယူခဲ့ပေမယ့် ညံထိုင်းတယ်လို့ယူဆရတဲ့အတွက်15နှစ်ရဲ့မှာမင်းစီဖြစ်အမှုထမ်းခဲ့ပါတယ်။အရွယ်ရောက်တဲ့အခါမှာတော့မတ်ရွှေကြီးဆိုတဲ့မိန်းကလေးနဲ့အိမ်အောင်ကြာပြီးသားသမီး၄ယောက်ထွန်းကားခဲ့ပေမဲ့တယောက်သာကျင်ခဲ့ပါတယ်။အသက်30မှာမင်းစီလောက်ကနေထရပီမိဘတွေရဲ့ရာလုံငန်းကိုဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့တမာရီရပြီးနှစ်တီဝင်ထက်တယ်လို့အများကသမုတ်ကြတယ်။ဦးစံတင်တဲ့စကားပြောရင်ထူးခြားတဲ့တပေါင်းစကားကိုကြားခဲ့ရပါတယ်။တလိန်နဲ့လိန်လိန်လို့ရှုပ်အမေပုတ်ခဲ့သူ့ချင်းငယ် ဘသူငယ်မှတိရှုပ်ထွေးရှင်းနိုင်ပါမလဲဥစံတင်ကဒီတဘောင်ဟာအဝိဇ္ဇာဆိုရဲရှုပ်ထွေးနေတဲ့အချိန်ငင်းကြီးကိုတတိတလုံးနဲ့ရှင်းလင်းရမယ့်အကြောင်းဒီအခါမှာစွန်းလုံးရွာတောင်ဘက်ကရကန်းဆက်ပေါ်လာမှာဖြစ်ပြီးအဲ့ဒီနေရာမှာသာသနာပြုရမယ်လို့ပြောပြခဲ့ပါတယ်ဒါပေမဲ့ဥကြုံတင်ကတော့တောက်တိတောက်တက်တွေရှောက်ပြောမလို့စမ်းပါနေလို့သာပေါ်ပေါ်တက်တန်သဘောထားခဲ့ပါတယ်အဲ့ဒီနှစ်မှာပဲရာသစ်တစ်ခုဝဲပြီးနှမ်းဆက်ခဲ့ပါတယ်ဒီနေ့နှမ်းတင်းရဲ့ 50ရလို့ရှိရင်ဘုရားစီမီထောင်ပူဇော်မယ်လို့အထိတ်ချံပြုခဲ့ပါတယ်။နောက်ပိုင်းမှာနှံ50တင်းတိတိထွက်တာကြောင့်ဂရိတိုင်းစီမီပူဇော်ဖို့စီချိတ်ခဲ့ပါတယ်။တောင်နေရ80ခုနဲ့တရင်ကျော်လာပြည်နေညမှာရွာရှိတောင်ကဇီတိတော်မှာစီမီတွေထွန်ကြီးပူဇော်ခဲ့ကြပါတယ်။ဦးကျော်တင်ဟာစီမီညွန့်တွေတလဲလဲနဲ့စုပွက်နေတာကိုမြင်နေတကောလုံးချက်သိမ်းမှုကြီးနေထပြီးတော့တော်လို့နေခဲ့ပါတယ်။အော်ငါပါမရဖြစ်တာလေ။ အခုချိန်မှာဆူတောင်းရင်တော့ရတော့မယ်ထင်တယ်လို့ယုံကြည်မိတာနဲ့လှက်လိုက်လေးနဲ့ဆူတောင်းခဲ့ပါတယ်ရမ်းပေါင်တက်ရပါလို့ဤရမ်းဖြစ်တဲ့အခါမှာလဲတရားဟောပြောဆုံးမရပါလို့ဤတတော်ရီကိုငါဆုံးမသလိုကြင့်ကြံအားထုတ်နိုင်ကြပါစေဆူတောင်းလိုက်တယ်ဒါပေမဲ့စာမတက်သေးတဲ့အတွက်ဘလို့တရားဟောရမလဲလို့စိုးရင်စိတ်တွေဝင်ခဲ့ပါတယ်နောက်ပိုင်းမှာဝကြီးတွေတိုးပွားလာပေမဲ့စနေကြိုဝင်နေဆိုတဲ့အယူအဆကြောင့်တေရမာကိုကြောက်စိတ်ကြီးစိုးလာခဲ့ပါတယ်1981ခုနှစ် တပေါင်းလာညညမှာအင်းရှိမန်တပ်မှာထိုင်နေတဲ့ဘုရားဆင်းတို့တော်ကငါခုသာစကားပြောမယ်နောက်တော့စကားမပြောဘူးလို့မိန်တာကိုအိမ်မက်မတ်ခဲ့ပြီးတေတော့မယ်လို့ထိတ်လန့်လာခဲ့ပါတယ်။အဲ့ဒီညမှာပဲအင်းရှိကျမ်းပြန်မှာဥစံတင်နဲ့စကားပြောရင်အိပ်ပျော်သွားခဲ့ပါတယ်။ဥစံတင်ကတတော်ရီတနာစရာကောင်းနေကကြီးတော့မနေမျက်စိလဲပြီးချောက်ကမ်းမှာကြောက်ကုန်ပြီလို့ပြောပါတယ်။ဦးကျော်တင်ကတော့လမ်းမှန်တွေ့ရင်လိုက်ချင်တာပေါ့ဗျာလို့ပြောပါတယ်။ဦးစံတင်ကလည်း လမ်းမှန်လိုက်ချင်လမ်းလေးခေါ်မှာစောင်းဖို့လမ်းမှန်ပြမယ်ပုံကိုပေါ်လာပိုင်းလိမ့်မယ်လို့ပြောပြန်ပါတယ်ဦးကျော်တင်ကစိတ်ကိုကုစားဖို့အတွက်လမ်းလေးခေါ်မှာရှိတဲ့သူ့အိမ်ရှိမှာမန်တက်ထိုးပြီးဖျားပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။၃ရက်မြောက်ညမှာစီအေဂျီဥပစံဟာဖိတ်ကြားထားခြင်းမရှိပဲရောက်လာပြီးလေဒီဆရာတော်ဖျားကြီးရဲ့ဝိပဿနာအာနာပါနအကြောင်းကိုပြောပြပါတယ်။အဲ့ဒီခါမှာဦးကျော်တင်ဟာချက်သိနေတဖန်ဖန်ထလာပြီးဒီတရားကိုသာငါအားထုတ်ရင်ရတော့မှာပဲလို့ယုံကြည်စိတ်ချခဲ့ပါတယ်။ ဆေးကြီးဥပစံကစတတ်ဖို့မလိုဘူးတရားနယ်ဝရိယသာလိုတယ်လို့ပြောပြပြီးထွက်သက်ဝင်သက်အာနာပါနသင်ပြလိုက်ပါတယ်ဦးကျော်တင်ဟာတခြားလူတွေကိုတော့ဂေးမဆိုင်တော့ဘဲဝင်နေထွက်တယ်ဆိုပြီးတော့ဂုံကြီးဥပမှာထိုင်ပြီးဇွဲတန်တန်နဲ့အာထုတ်ပါတော့တယ်ဒီနေ့မှာတော့ခုရွှေလုံးနဲ့တွေ့တော့တရားအထုတ်တဲ့ကံမှာအတိလိုက်ရသေးတယ်လို့ပြောပြတဲ့အတွက်ဦးကျော်တင်ဟာထိတာတိတာဒိဋ္ဌာရတွေကိုတွဲပြီးအာထုတ်ခဲ့ပါတယ်သူဟာလမ်းလျှောက်နေရင် ခြေဘွားထိရာကိုသတိထားပြီးအလုပ်လုပ်နေရင်လည်းသတိနဲ့ပဲလောက်ကင်တော့တာပေါ့ဒီလိုနဲ့ဥကျော်တင်ဟာနေညာမပြတ်အေးမှယာကင်းထဲမှာမောင်းရင်ပေါ်ခြောက်တော်ထဲမှာပါတရာတရားကြီးမစွာနဲ့အားထုတ်ခဲ့ရမှာတမာတိတရားတွေအားကောင်းလာပြီးအညိုအပြာအနီစရယ်ရောင်စုံလင်းပြီးပေါ်ထွက်လာခဲ့ပါတယ်ရောင်ကြီးတော်ဘူးရလို့ဆိုပြီးဝမ်းမြဝမ်းသာနဲ့ဆက်လက်အားထုတ်ခဲ့ပါတယ်နောက်ပိုင်းမှာတော့တိမ်ပေါ်ကိုရောက်တာနဗိမန်နေမြင်ရတာစရယ်ထူးခြားမှုတွေ တွေ့ကြုံခဲ့ရပါတယ်။ဒီလိုနဲ့တရားအားထုတ်တာများလာတော့ခန္ဓာပေါ်မှာဝေဒနာတွေကပေါ်လာပြီးသူဟာဝေဒနာတွေကိုတတိကပ်ပြီးလိုက်နိုင်ခဲ့ပါတယ်။စကားပြောရင်လည်းသဘာဝကူပဲပြောနေတော့လူတွေကဒီကောင်တော့ယူပြီလို့ပြောကြပါတယ်။တရားတွေဇက်တဲ့အားထုတ်ပြီးနောက်မှာတော့1982ခုနှစ်ဝါဆိုလပြီကျော်73ရက်ကြာတာရင်းနေ့ည10:00နာရီမှာပထမအကြိမ်တရားသူကိုရတော်မူခဲ့ပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူဒေါ်ရွှေကြီးက အိမ်လုံးတွေပြက်တယ်လို့ဆိုတာကရင်ဘော်ကတွန်းချတာကျမ်းမြင်တွေကိုတချောင်းချင်းစီဆွဲနှုတ်တာနဲ့နောက်ဆက်ခဲ့ပါတယ်နောက်ဆုံးမှာတော့ဒေါ်ရွှေကြီးကလောက်တောင်တရားအထုတ်ခြင်းရင်ចောင်းသွားကြီးဖုန်းကြီးလုပ်ပါလားလို့ပြောခဲ့ပါတယ်ဒီလိုနောက်ဆက်မှုတွေကြားရကပဲဥကျော်တင်ဟာတီးခန့်ပြီးဆက်လက်အထုတ်ခဲ့ရမှာရာတော့တဲ့မှာနွားကိုလိုက်ဆွဲတော့အမိပြုတ်ထွက်သွားတယ်အိမ်မက်ကိုမက်ခဲ့ပြီးတာသနာနောက်ပိုင်းမှာအပြုတ်လို့ချိန်ဝမ်းကဆက်လက်အထုတ်ခဲ့ပါတယ်ဒီလိုနဲ့1982ခုနှစ် ဘောကောင်လာပြီကျော်73ရက်စနေနေ့ညစင်နာရီမှာဒုတိယအကြိမ်တရားဓုကိုရတော်မူခဲ့ပါတယ်ဒီအကြိမ်မှာတော့အတွင်းပိုင်းကဝေဒနာတွေပေါ်ပေါက်လာတာထူးခြားခဲ့ပါတယ်နောက်ထပ်စူးစမ်းအထောက်ခဲ့ရမှာ1982ခုနှစ်တော်သိန်းလာပြီကျော်73ရက်တင်းလာနေ့ညစင်နာရီမှာတော့ဒီကုလုံးမှာရှိတဲ့အကျော်ချင်းတွေပြတ်ထွက်မလို့ပြင်းပြတဲ့ဝေဒနာကိုတီးခံပြီးတတိယအကြိမ်တရားဓုကိုရတော်မူခဲ့ပါတယ်ဒီအကြိမ်မှာမျိုးစေ့ပါရှော့ကြတယ်လို့ပြောတော်မူခဲ့ပြီး ဒီနေရာမှာခံနိုင်ခံမခံနိုင်ရင်လန်ရောလို့ပြောခဲ့ပူပါတယ်။တရားဓုတိရလာတော့ဟူကျော်ဒီဟာလောဘဒေါသမောဟမာနဆိုတဲ့ရန်သူတွေကိုရှာဖွေခဲ့ပါတယ်။ဒီတဲကမှလောဘဟာအဓိကရန်သူဖြစ်တယ်ဆိုတာကိုသိရှိပြီးတတိနဲ့လောဘကိုတတ်ပြစ်နိုင်ခဲ့ပါတယ်။နိကတ်ဆုံးရန်သူဟာဇနီးနဲ့သားသမီးတွေဆိုတာသိလာပြီးတို့တွေတဏ္ဍာအကျွေးတွေရှင်းကြစို့လို့ဒေါ်ရွှေကြီးကိုပြောခဲ့ပေမဲ့သူမဟာ ခွင့်မပြုခဲ့ပါဘူး။ဒေါ်ရွှေကြီးက ပေးလေးကျေးပေးခဲ့ပါအောင်လို့ပြောတာကြောင့်1982ခုနှစ်သတင်းကြော်လာပြီကြော်9ရက်နေ့မှာရာထဲဆင်းပြီးပေးကျေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့နွားနာကောင်ကထွန်ခိုင်းကိုခိုင်နာနဲ့ဥကြော်တင်ကိုလှည့်ကြည့်ပြီးရှေ့ဆက်မသွားခဲ့ပါဘူး။ဟိုဒီနွားနာကောင်ကတော့ငါ့ကိုနှိမ့်နေပြီ။အခုကို့ဟာကို့မဆုံးဖြတ်နိုင်ရင်ဘာအသုံးကျသေးတော့လို့ကို့ကိုပြစ်တင်ပြီးထွန်ခိုင်းကိုထောင်ထားခဲ့ပါတယ်။ကဲကွဲမင်းတို့နဲ့ငါတော့တေကန်းရှင်ကန်ပြတ်ပါပြီလို့ပြောဆိုပြီးနွားနာကောင်ကိုပါ ချိုးဖြုတ်ပြီးတော့ဗေးမဲ့ပေးလိုက်ပါတယ်အဲ့လိုထုံထောင်ခဲ့ပြီးတောထွက်ခဲ့တဲ့အတွက်ထုံထောင်ကိုရောလို့နာမည်တွင်ခဲ့တာပေါ့ရှင်သာမဏေဖြစ်ပြီးနောက်ပိုင်းမှာကိုရောဟာမောင်ရင်ပေါ်ကျောက်ထဲမှာတရားအထုတ်နေခဲ့ရမှာ1982ခုနှစ်သတင်းကြိုလာပြီးကျ73ရက်အင်္ဂါနေ့ည10:00နာရီမှာငွေဆောင်တန်းကြီးကိုမြင်ပြီးတော့ဝီ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 ဆိုတဲ့အတန်နဲ့ယထာပြန်ဒစင်ကိုရောစီကိုတက်တက်လာနေတာကိုတွေ့ရပါတယ်ဒီပုံမှာလည်းဂယုမဆိုင်ပဲဆက်ပြီးအထုတ်ခဲ့ရမှာ ခန္ဓာကိုယ်ဟာပေါ်ပါလာပြီးရထားပုံတက်ရောက်ခဲ့ရပါတယ်။အဲဒီနောက်မှာနမကြီးလေးပါးနဲ့တရားမင်းကိုလည်းတွေ့မြင်ခဲ့ရပြီးစတုထချင်းတရားသူရတော်မူခဲ့ပါတယ်။စတုထချင်းတရားသူကိုရတော်မူခဲ့ပြီးရဟန္တာတော်ပေါ်ထွန်းနေပြီလို့လက်တွေ့အတန်ကိုကြားခဲ့ရပါတယ်။ကိုရောဟာတတ္တလောကအသင်္ခါရလောကဩဃာတလောကဆိုတဲ့လောက သုံးပါးကိုပိုင်ပိုင်နိုင်နိုင်မြင်သိလာခဲ့ပါတယ်။ကိုရောဟာယခုဘဝရဲ့အကျိုးတရားကိုဆင်ခြင်ကြည့်တော့ ပွားပေါင်းများစွာကလိမ့်ဆန်ဖြစ်ခဲ့တာများပြီးလူဘောကအလွန်နေတယ်ဆိုတာကိုတွေ့ရှိခဲ့ရပါတယ်။နောက်ဆုံးမှာတော့ကသမဘုရားရှင်လက်ထက်တော်တုန်းကကျေးသားဘဝနဲ့တည်တည်ဆုံကက်လူခဲ့တဲ့ပါရမီအရှိန်ကြောင့်ယခုလိုအရဟတ်ဖို့ရရှိခဲ့တာဖြစ်တယ်လို့ဉာဏ်နဲ့သိမြင်ခဲ့ရပါတယ်။ဆရာတော်ဘုရားကြီးဟာသူကိုယ်တိုင်ခြင်းကြံအားထုတ်ခဲ့တဲ့အတိုင်းပဲလက်တွေ့ကျကျသင်ကြားပြသခဲ့ပါတယ်။ပညာလိုလားတဲ့သူတွေကိုဒီတရားကိုစောင့်ထိုင်မှမရှာနဲ့ကိုယ်မှာပဲရှာဆိုတဲ့စကားကိုအမြဲတစေမိန့်ကြားခဲ့ပါတယ်။ ်ဆရာတော်ကိုရိုင်းကလက်တွေကိုပိုလေးထားပေမဲ့တပည့်ဒါအကာများအတွက်တရားဓမ္မဆိုင်ရာအမေးဖြေများနဲ့အသားပေါ်ရာများကိုစာအုပ်များစွာအဖြစ်ရေးသားခဲ့ပါလေထင်ရှားတဲ့စာအုပ်တွေကတော့မကင်အကျင့်လန်းစဉ်နဲ့ဝိပဿနာဉာဏ်စဉ်စာရိစာအုပ်တွေပဲဖြစ်ပါလေဒီစာအုပ်တွေဟာယနေ့ခေတ်တရားအထုတ်လူသူတွေအတွက်အလွန်ပိုးတန်တဲ့လမ်းညွန်ချက်တွေဖြစ်နေစေပါပဲဆွန်လွန်ဆရာတော်ဘုရားကြီးဟာ1314ခုနှစ်ကဆုံလာပြီးကျော်9ရက်နေမှာပြောင်းလဲလုပ်မှုခဲ့ပါတယ် အံ့ဩစရာကောင်းတာကတော့အင်းချံမျိုးစွန့်လွတ်မှုကြောင်းတိုက်အတွဲမှာရှိတယ်။ဆရာတော်ဖျားကြီးရဲ့ရုပ်ကလက်တော်ဟာပြန်လွန်တော်မူပြီးနေပေါင်းများစွာကြားတဲ့အထိမပုတ်မတုံပြည့်စည်ပဲယနေ့တိုင်တည်ရှိနေစေဖြစ်ပါတယ်။ဒီလိုထူးခြားတဲ့ဖြစ်စဉ်တွေဟာဆရာတော်ဖျားကြီးရဲ့တရားအထုတ်မှုစွာဘလောက်ထိကြီးမားလဲဆိုတာကိုသက်သေပြနေတာပါပဲ။ဒီဗီဒီယိုလေးကိုကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။ဆလုံးဆရာတော်ဖျားကြီးရဲ့ဝါဇ္ဇကြောင်းနဲ့ပတ်သက်ပြီးတော့သိကျင်တာများရှိရင်လည်းအောက်ကကမှတ်ပါ မေးခဲ့လို့ရပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဘာသာရေးအကြောင်းအရာတွေကိုဆက်လက်တင်ပြသောအဖြစ်တွေအတွက်ကြောင့် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။ကိုရောစိတ်ပါ။ကျမ်းမှာချမ်းသာကြပါစေ။